သာဝတိလမှာပါတဲ့မူတာဝါရသည်တဖက်သားအကျိုးပျက်စီးအောင်ပြောတဲ့မူတာဝါရကိုဆိုလိုတယ်လို့ဒီလိုတော့မှတ်ထားဖို့လို့အမေရိုင်းမှာကြောက်လို့လိမ့်နာအဖေရိုင်းမှာကြောက်လို့လိမ့်နာအဲ့ဒီမူတာဝါရမျိုးတွေမဟုတ်လူတိမှာရှက်လို့လိမ့်နာအဲ့လိုမျိုးဆိုလိုတာမဟုတ်ကိုပစ္စည်းမပေးခြင်းလို့လိမ့်နာရှိရတဲ့နဲ့မရှိဘူးလို့ပြောလိုက်တယ်တဖက်သားမှာအကျိုးစီးပွားမပြတ်ဘူးဆိုလို့ရှိရင်အဲ့ဒီမူတာဝါရဒီငါးပါးသီလထဲမှာပါတယ်အပြစ်ကြီးတဲ့မူတာဝါရတော့မဟုတ်ဘူး သို့တော့လိန်နေမှုကတော့ဖြစ်တာပေါ့သူကအပြစ်ကြီးမှဟိုဒီသူများရဲ့အကျိုးပျက်စီးမှဖြစ်ခိုက်နစ်နာသွားမှကိုယ့်ရဲ့မူတာဝါဒပို့ပြီးတော့ဆိုးတယ်ပေါ့နော်သူများအကျိုးပျက်ပြားမှုဆိုတာပို့ရေးကြီးတယ်ပေါ့သူများအကျိုးမပျက်စီးဘူးဆိုလို့ရှိရင်တော့ကိုယ်ကိုကာဝယ်တဲ့အနေနဲ့လိန်လိုက်တယ်တိတယ်မတိဘူးလို့ပြောလိုက်ယသနာမတက်ချင်ရှိတယ်ဆိုတာသိရတဲ့နဲ့မရှိဘူးပြောလိုက် ကိုပစ္စည်းမပေးခြင်းလို့မရှိဘူးပြောအဲ့ဒါမျိုးဆိုလိုတာမဟုတ်ဘူးဟောဒုစရိုက်နဲ့ပတ်သက်တဲ့မူတော်ပါအဲ့ဒါကိုရှင်းရှင်းလင်းလင်းနားလည်ဖို့လို